ကျမလေအဲ့တော့ကိုအမြင့်ဆုံးဖြစ်ချင်တာတော့ကိုကတော့ကိုကကိုလွတ်လွတ်မြောက်ရအောင်ဘုမုတ်တီလက်ချောင်းပေါ်ကိုကြောက်တက်ပေါ်ဒါပဲရှိပါလေအဲ့တော့အရှင်ပြအစ္စလမ်ဘာနေပြီးတော့ကိုရဲဘာသာခံယူတဲ့အချိန်နောက်ပိုင်းမှာဝိပဿနာကိုဘယ်ဝိပဿနာနိစ္စနဲ့ကိုစာအဲ့နိစ္စနဲ့ကတော့ညာတော်အပြင်တော့မိုးကုတ်ပါပဲဗျာမိုးကုတ်ဝိပဿနာတရားတောက်လျှောက်လေ့လာရတဲ့ဒါပါပဲဒါပေမဲ့ဈာညတ်တိန်အင်္ဂုဆရာတော်ဘုရားကြီးရဲ့တရားကိုလဲတွဲတော့အနေလုံးသွဲမှာလေဘာလို့လဲဆိုကိုကလည်းခက်ချမ်းချမ်း ကောင်းရင်းလို့တော့နည်းနည်းခက်ကြမ်းကြမ်းလေးတရားအထုံမှသာကိုကလည်းနည်းနည်းလေးပြီးသွားပါဘူး။တဲငူဆရာပထမနံပါတ်1ကတော့ဘုဂုဆရာတော့ဖျားကြီး။နဲတဲငူဆရာတော့ဖျားကြီးဒီနှစ်ပါးပါပဲ။ဒါပေတော့နင်းနေထားတာတော့နော်။အဲ့တော့မဟုတ်ကုန်နီးနေရောဘယ်နှကြိမ်တော့အထုပ်ပြီးသွားပြီလဲ။ကြိမ်များတယ်။ကြိမ်များတယ်ဆိုတော့တော်တော်ကိုများတယ်လူဘိုးကြောင်ပေါ်လာမှာပေါ့။အဲ့ဒါလေးကိုတပည့်တော်ပြောချင်တဲ့စီကိုရောက်လာပြီ။ရောက်ပြော။ဟင်းလူဘိုးကြောင်ပေါ်လာတော့ငါတပည့်တော် တို့အကြောင်းဘွားတော့ငါဒါပေမဲ့တော့တရားအထုတ်တာအသက်35လောက်ကနေစပြီးတော့မှသူစားကြတာအတွက်အသက်40တပည့်ကြတော့တော့အထုတ်ဖြစ်တယ်အထုတ်ဖြစ်တော့ဟိုလမ်းကြောင်းအထိုက်လျောက်တဲ့သွားတော့ညကူတက်ကစားလူညီလေးခဏတိုင်းထိုးစင်းချက်လို့ဆဝိစီရတာတော့မရှိတရားကအခေါ်တော့တာဟောဘုရားဘာသာဒီလူငယ်လူရွယ်လေးတွေရောလူကြီးဒီမားတွေရောအကုန်လုံးကိုဟောဟောဟောကုလဆာတိဖတ်ဟော ဟောတော့လူလူမုံးလည်းခံရပါတယ်ဟိုတာလူလည်းခေါ်ခံရပါတယ်အဲ့ဒီဒုံကညံကြီးအတွေးခေါ်နေအခုယဟန်ဖြစ်သွားပြီအခုဆယ်ဝါရပန်းရသွားမှကိုယ့်ရဲ့ညံကြီးနဲ့ပြန်နိုင်ရှင်လိုက်ရင်အများကြီးกว่าဟာတော့အခုတအားကြီးနောက်ကြပါဘူးတအားကြီးနောက်ပြန်ဆုတ်သွားပြီဘယ်လောက်ဒီအောင်လဲဆိုဆရာတော်ပြားတပည့်တော်ဟိုဒီရတဝါရတဝါပြည့်ပြီးတော့မှဒီမှာနဝါမြောက်မှာဒီလိုစရောက်တာ ဲ့ဒီမှာတော့တပည့်တော်စာကြီးလေးပေါ်မှာကိုယ့်ကိုစာလေးဖတ်ပြီး just ထုတ်ထားတဲ့ဥစာလေးအမှတ်တမ်းပြထားတဲ့ဟာလေးတွေကိုတပည့်တော်အခုပြန်ဖတ်တာလေးဒါငါရေးထားမှာဟုတ်ရဲ့လားဟာဒါဒီဟာတွေကိုငါဖတ်ပြီးနားလေခဲ့တာနားလေခဲ့လို့ငါပြန်ပြီးတော့ပါတော့မှ just ထုတ်တာကြည့်စမ်းအခုတည်းတော်တော်များတော့ညနေတုံးကုန်ပိတ်ကုန်ပရိုက်တာတွေမှာနှစ်သွားတာအာကိုကြပါပြီဗျဘာမှကိုလုတ်မရတော့ကိုကိုကိုအာမရမကြင်မနှက်ဖြစ်ပြီးငါမြန်မြန်ပြန်ထွက်မှဖြစ်မယ်အချိန်မလိုရင်ထွက်မှဖြစ်မယ်ရှင်မလို့အခုထွက်ခဲ့တာ ထက်ခဲပြီးတည်ကြတော့လေလိုက်ရှာတယ်ဆရာတို့ရှောက်ရပါမယ်ဟိုရှင်ပြားကိုရှောက်ရမှာဘာလို့ရှောက်ရမှာလဲဘာလို့လဲဆိုတော့ဆရာတော်နဲ့နေပြီးတော့လမ်းကြောင်းတင့်လို့တာအမှန်ကတပည့်တော်ကဟိုဆရာတော်ဒီနေပြီးတော့မကြွလာလဲဒီလာတော့မှာထက်နေပင်တော်ရအောင်ဟိုတက္ကိနတိရီကထက်နေပြီးတော့ပြိဝါကြောင်းပြိဝါဆောက်တည်မယ်ပြိဝါဆောက်တည်လို့ပြီးရင်တော့ငါဝက်ကောင်းတိုးกว่า တရားပဲသူကောင်သူကောင်ထိုးဆိုတာကဘာမှလည်းမကြည့်တော့ဘူးတောက်ရှက်တရားပဲအာထုတ်တော့ငါပြန်မတော့အာထုတ်ရကောင်းပြီဒါလေးအခုဒီရောက်လာပြီမေးတယ်တက္ကနတီတီနီးသလားနီးရယ်ဟုတ်ပြီဒါပြည့်ထန်မင်တော့ရဟိုကောင်လေးကကိုယ်ရိုက်ရှာပြီအဒီမတင်မှတော့တွေ့ဟုတ်ပြီဒါတရက်နေ့အတွက်မှပြောတာဆရာတော်ဟိုတက္ကနတီတီကိုတပည့်တော်ကြွားတော်မယ်တပည့်တော်ကိုကုညီပါလို့တပည့်တော်ကသွားပြောပါလေသွားပြောပါအဲ့လိုသွားပြောပြီးလေတက္ကနတီတီမှာတပည့်တော်ဝတ်ဆောက်တီးပြီးသွားရင်တပည့်တော်ဘယ်ကိုကြွားရမှာလဲဝေး အဲပြိဝါဆောက်တည်ပြီးသွားရင်ပြိဝါဆောက်တည်ပြီးသွားရင်တွေ့တော့တိလဝိတုတိဖြစ်သွားပြီဆိုရင်အကုန်လုံးကိုပယ်ပြီလေအကုန်လုံးပယ်ဆိုတော့ကတ်ဆက်ဘုသူကိုရာသမကိုင်းတော့ကွက်ကောင်းထိုးဝင်တော့မယ်ဆိုတာကအချိန်မရှိတော့ဘူးအတွေ့တော့ပယ်ကိုချရမယ်လေတွေ့တော့ကုလီပါဦးဒါလေးကိုတွေ့တော့ပြောချင်တာဒါလေးကိုပြောချင်တာနောက်ဆုံးပြောရင်ပြီးတော့ကြောင်းလာချင်တာအဲတွေ့တော့ဟိုရှင်းရှင်းပြောရရင်ခြံအောင်တလုံးစာနေရာလေးတနေရာဘေးကိုချင်တတ်တယ်ကောင်းပြီ ဘုရားကိုင်ဆရာတော်ဒီရှင်မြတ်ဘွဲကဥထေရဝန်သားပါအဲထေရဝန်သားဖြစ်တဲ့အတွက်ခေါ်လို့ရတယ်တပည့်တော်မဟုတ်ဆရာတော်ပြည်ကြီးညိုသူဖြစ်တဲ့အတွက်ဆရာတော်ဥဝိမလဆိုနာမည်မျိုးလက်ခံလို့မရဘူးဒီလိုအကြောင်းမှနေမယ်ဆိုရင်အဲဝိမလနဲ့နာမည်ပြောင်းပြရမှာပေါ့ရှင်မြတ်ထေရဝန်သားဆိုတာကိစ္စမရှိဘူး ဘာကြောင့်လဲဆိုတော့တပည့်တော်မဟုတ်ဆရာဆိုရင်တပည့်ဖြစ်တော့ဆရာတော်ပြည့်ရပွဲရတပည့်တော်တော်တော်ကိုခြာလူလန်သွားပြီတပည့်တော်မနော်နော်တပည့်တော်တော်တော်ကိုလှုပ်ရတော့မှာအဲ့လိုလည်းမဟုတ်ပါဘူးစားတော်တော်တောဦးကိုဖိုက်ရင်လည်းနားမလဲတော့ဘူးသိလားစားဒါဘာဖြစ်သွားတာလဲလို့ဆိုတော့ဟိုမှာခွေးကြီးရမှာကလော်တုတ်တွေဆဲမိတယ်ဗျာကလော်တုတ်တွေဆဲမိရင်လည်းဖားအော်မပြောနဲ့အခုချင်းဒီမှာရန်ငင်းတော်ရရှိတယ်ဗျာရန်ငင်းတော်ရရှိတယ်ဩဒီနားမှာခုနကကျွန်မပြောရဥစ္စာပါတယ်ဟို ထန်းတပင်တော်ရထန်းတပင်တော်ရဆရာတော်ဥကေဝလဩဥကေဝလခေါ်တယ်မှတ်ထားလိုက်တပည့်နဲ့ကောင်းကောင်းယဉ်နေပါတယ်မလေးရှားမှာလည်းအတူတူလုပ်ခဲ့တယ်မလေးရှားမှာသူ့ရဲ့ငွေချင်းအဲသူ့ရဲ့လည်းယဉ်နေတဲ့ဆရာတော်ပါပါဝီနီတာဆောက်တည်တယ်ကောင်းပါတယ်ဆရာတော်ဥကေဝလလွန်တမှုကြီးပါတယ်ဒါပေမဲ့ရန်ကုန်တော်ရဆရာတော်ကတော့သူကိုယ်တိုင်လည်းဘာသာကြားတယောက်ဖြစ်ခဲ့ပါတယ်ဟိန္ဒူလားအစ္စလာမ်လားမသိဘူးဟိန္ဒူဖြစ်ဖို့များပါတယ်ဩရန်ကုန်တော်ကဆရာတော် ဒါလိုပဲသူကဝီနီသမားပါပဲ။ဒါပေမဲ့သူကပရာဟိတာသူလည်းရှိတယ်။အဲသူကတော့ဝီနီကိုတကယ်စောက်တည်နေတဲ့သူကဟုတ်တယ်။ဓမ္မစကူကြီးပေါ့။အင်း။ရငင်းဓမ္မစကူလားသူအဲ့နာမည်ရှိတယ်။အင်း။အကောင်းဆုံးတော့ဆရာတော်ဥကေဝလာစီသွားဝေစောက်တည်။ပြီးပြီဆိုရင်တော့ပြီးတော့ကြောင်းအကျွားခဲ့လို့ရပါတယ်။ဘယ်ဘယ်မှာလေးလဲဗုဒ္ဓဂုံကြီးဆိုမှာပဲတပည့်တော်ဖုန်းနံပါတ်ကလေးတိုင်းနဲ့မေးခွန်းမှာကြားခဲ့ပါမယ်။ရပါတယ်ဗုဒ္ဓဂုံကြီးကျောင်းမှာပြီးတော့တန်ဃာတွေကိုတရားအထုတ်မယ်ဆိုရင်အလုံးပြင့်ပါတယ်။ဟုတ်ပါမတော်မတရားတာတွေ့လို့ ဟိုစိတ်ခံမသိအမောင်းတာထုတ်ပါလေအဲ့လိုလေအဲ့လောက်ထိကိုတပည့်တော်ပုဂ္ဂိုလ်ကိုအမကောင်းပါလေမဖြစ်လို့လဲလို့ဆိုတော့ကြောက်သွားပြီလို့ဒီသဘာဝရိပ်တာမှာတော့အဲ့လိုမျိုးတွေလည်းမြားတယ်ဟိုနေရာတန်ရှင်းချင်းဆိုတော့ဟိုတပ်ပါရမမြတာတွေတွေ့ကြတယ်ပေါ့ဗျာအခုဆရာတော်ပြန်ပေးထားတဲ့မြေအခြေကြီးပဲတွေ့တော့အင်းပြောတယ်ပြောတယ်ခွေးကရထိတ်မှာတပည့်တော်ဟိုဟာနဲ့လေးအခုအဲ့နေရာအခုပြုထားခဲ့တော့တွေ့တွေကိုတွေ့ထားခဲ့တာတပည့်တော်တိချက်သူတွေပဲလေ ။အော်တပည့်နေတပည့်ကိုကူအလုကမားပြည့်ခေါ်ထားတဲ့ဝန်ထမ်းမိသားစုလေးကသူချစ်တဲ့ခါကျတော့သူတို့လာပေါင်းများစွာအမိကတင်ပေးပြီးတော့မှကျလုပ်ကြတော့ဆိုပြီးခိုင်းခိုင်း။အဲ့တော့ဆရာတော်ဥရမသားလည်းလာမကြည့်ဘူး။အဲအဲ့အားဒီလွဲနေရာဒီမှာတော့ဆရာတော်ဦးတော်မှာတရားလာမကြည့်ဘူးမကြည့်တော့ပြအဲ့အလူငွေရောကျတော့လာပန်းဖို့လားကိုယ်ကိုပဲရက်တည်ပဲလားအဲအလူငွေက9ရက်တစ်ပတ်ကို9000ဆရာတော်ပို့ပြီဆရာတော်ပန်းလို့လားဒီကဝန်နန်းလာတာတော့ ဒလောက်ဒလောက်မှာတသောင်းဒလောက်တသိန်းပြောတာဒလောက်တသိန်းဒလောက်တသိန်းရဲ့ဟိုခုနှစ်တစ်ဘက်ကို9000ပဲခုနှစ်လေးဘက်ရှိတော့2သိန်းမရတော့ဘူးဟုတ်တယ်အဲ့ဒါပဲဆန်းဆန်းရတော့ခုကတော့ဘယ်ပဲကောင်ရှိလဲ150ကျော်ဟာအဲ့တော့အစာအာဟာရဘယ်လိုကြီးလဲအဲ့လိုပဲအရှာအလူခါတော့တာပါအဲ့ဒါယူသွားတာလေဟိုကအထင်လွဲဒီကအထင်လွဲ ဟိုကပြဟိုဟိုဟွာဥကောင်ကျိုးလေးနဲ့တော့ပြောဒီကပြောစားစားတော့အေးဖုန်းကြီးဖုန်းကြီးရဖုန်းကြီးကိုလေဖုန်းကြီးလိုလည်းမတတ်မှတ်ကြတော့ဘူးအဲ့ဒါဟိုကပေါ့နော်ဟိုကိုးစားစားလဲကိုးစားမျိုးဟိုတကူကလူပြန်ဟစ်အဲ့လိုလေအဲ့လိုလေကိုးစားစားနဲ့ဖုန်းကြီးဟုတ်တယ်အဲ့လိုလေပြောခံရတာမျိုးစုံတော့အဲ့ဒါနဲ့ပတ်သက်လို့ရှင်မြကဆရာတော်ဥပ္ပေဝလာရောက်ဆိုအဲ့ဒါအကုန်လုံးဝန်ခံမှာအကုန်ဝန်ခံမှာဝစ်ဆောက်မတီးခဲ့တဲ့ကာလ ဟုတ်တယ်ဥပုံဝပြုဖြစ်တဲ့ကာလဟုတ်တယ်အဲ့ဒါတွေကိုသိကြတော့လုတ်ခဲ့ပေါ့ဟုတ်တယ်ဆရာတော်ဘုရားတော်တော်တော်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဒီလိုလားဆရာတော်တပည့်တော်နာမည်လေးပြောလိုက်လို့ရတယ်ဟိုဟိုဟာလေးခုံလေးကျိုဆက်ပေးလိုက်လို့ရှိရင်တပည့်တော်မျက်နှာပန်းအဝင်လာတာပေါ့ဗျာအဲ့ဒါလည်းတပည့်တော်လည်းဒီမှာဆရာတော်ဥကေဝလာဖုံးမပါပါတော့မပြောတတ်ဘူးတပည့်တော်အကြောင်းဖုံးမှာရှိလိမ့်မယ်ဩဩဒီကြတာကတော့ဆရာတော်ဥကေဝလာကတက်တော်ဝါတော်အရာရောစိတ်ကတော်တော်ကိုကောင်းပါတယ်ဒါမှမဟုတ်ဆရာတော်ဘုရားကြီးရဲ့ ဥစ္စာအရာနောက်ပြီးအိမ်မဝစ်ဆောက်တည်ထားရဆိုတော့အရှင်မြတ်ပြီးဆက်မှာတော့ဆရာတော်ဆုံးဖြတ်ပါလိမ့်မယ်။ဩဘောင်းတော့ဒါဝစ်ဆောက်တည်ခြင်းဟာတော်တော်လေးပညာပါလေ။တင်ပါဗျာ။ပြီးရင်တော့ဘုရားကိုရင်ကြောင်းဆိုပြီးတော့မော်ဘီလာခဲ့လို့ရပါတယ်။တင်ပါဗျာ။ဘုရားကိုရင်ဆရာတော်ဥစဉ်ဖိတ်ပါတယ်။အေးစေးရှင်မြတ်အရင်ဘဝရဲ့စန့်ကျင်ဘက်တွေနေရပါလိမ့်မယ်။တကယ်ကိုတပြီတော့ကိုကိုရင်အဲ့လိုနေလို့အပူနဲ့လည်းနေရတဲ့အေးအေးအေးနဲ့နေရတဲ့ စိတ်နဲ့ပဲပူပူအေးအေးဒီပြီးတော့အကုန်လုံးလွတ်အောင်နေတယ်လေကောင်းပြီဒီပြီးတော့ရင်မြောက်ပြောချင်တာကအခုလိုအတိမှန်သတိတမ်းပြီးတော့ဒီအလုပ်ကိုလုပ်ဖို့အတွက်ဆုံးဖြတ်တဲ့အခက်အခဲတွေရောပါလိမ့်ရှိတယ်အခက်အခဲဘာလို့ဒီတပည့်တော်ကိုစောင့်ရှောက်မဲ့ထိတ်ခါဟိုဟိုဆရာတော်တန်ခါတော်တွေရှိနေတယ်ဆိုရင်တပည့်တော်တော့ဘာမှမလို့တော့ပါဘူးကြည့်အဲ့အတွက်ဘာမှမပူပါနဲ့ဒီပြီးတော့နဲ့အခုတွေ့ရတော့ရင်မြတ်တာတရားနဲ့လူပြီးတော့ကြောက်မှာတော့တရားအထုတ်ချင်မှ တပတ်အချားမရှိပါဘူးတပတ်တော့လည်းဒါမှတပတ်ကမှမလို့တော့ပါဘူးဗျာဘာမှကိုမလို့တော့ပါဘူးဆွန်ကုန်းဝေယဝိဇ္ဇာအနေနဲ့လည်းဘာမှလည်းမကြောက်ပါဘူးဘာမှမပြည့်စုံမိမဲ့တပည့်တော်ကအလုံးဖြည့်ပြီးပါလေဒါပေမဲ့နောက်ကြမှာစိတ်တွေပြောင်းပြီးတော့စောကမောကလည်းကြောင်းမှလည်းလာနေတာရှိတယ်တပည့်တော်နေတာခရိယံရွာလေအဲ့တော့တပည့်တော်ကသီလာဘေးလေးဟိုအဲဘယ်လိုမေတ္တာတုတ်ကလေးယူရတာတော့မရှိပါဘူးအဲ့လိုမျိုးတော့သိခံနိုင်ရမှာပါလူတွေရဟန်းဖြစ်လာရင်၎င်းနေ၎င်းစားပြီးတော့အဲ့လိုဘဝကို ဟိုကန်တိုက်နေတာများတယ်။သာနာကိုမပြီးမသာဖြစ်နေတတ်တယ်။